အလုံးမဲမင်္ဂလာပါခင်ဗျာအာစီတုတ္တဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာကြီးရန်အောင်ရေးသားတဲ့အညာသားကလေးဆိုတဲ့ဝတ္ထုရဲ့အပိုင်း၃ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးမဲနားဆင်ပေးကြပါဦးခင်ဗျာအညာသားကလေးအပိုင်း၃မတုတ်မတုတ်ဟိုကောင်လေးကိုလှုပ်လိုက်တော့လေနည်းနည်းစောစောတွင် ငှက်ဆိုးထိုးတန်လိုမင်းကတော်ကြီးခေါ်တန်ကြောင်းဒေါ်တုတ်သည်ငထုကိုအဝတ်စားလဲပေးကာခဲကလေးထင်းသွားတော့လူကလေးဟုပြောဆိုလွှတ်လိုက်၏ငထုသည်ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင်အင်ကြီးဘက်သို့လာခဲ့ရာအင်းမာသောမျက်နှာသားဖြင့်ခါထောက်ကကြည့်နေသောမင်းကတော်ကိုမြင်တွေ့ရသဖြင့်ပုံမိုထိတ်လန့်သွားချသည်ဟဲ့ကောင်းလေးငါတော့ကောင်းကောင်းထိန်နော်ကောင်းကောင်းမထိန်ရင်နင့်ကောင်းတဲ့ကိုအိုးစားကွဲသွားမယ် မင်္ဂတော်ကပကြံတက်ရန်ဆိုင်းစင်လေတော်ဤငထုသည်မင်္ဂတော်ကြီးတာကလေးအတို့ဤအနီတွင်ရက်ကစိန်ခဲကြောက်ခဲကိုကြည့်သလိုအကဲခန့်ကြည့်ရှုနေသည်ဟဲ့ကောင်လေးငါ့ကိုမကြည့်နဲ့ငထုသည်တခင်အားနာကြုံမာတိစေဟုသောစကားပမာအတို့ကိုမကြည့်ပဲညနာလွယ်၍နေလိုက်သည်ဟဲ့ကောင်လေး ငတို့ဤခေါ်တန်ကြောင့်ငတို့သည်လန့်ဖြဲ့သွားကကြိလိုက်ရပြန်သည်ဟိုလဲလေးယူခဲ့ငတို့ဤအမိန်တိုင်းငတို့သည် လက်တွန်းလက်ကလေးကိုဆွဲယူခဲ့၏ငါ့ကိုလဲပေါ်တင်ပေးငတို့သည် အတုစီသည့်လက်ကလေးကိုဝင်းတွင်တွင် မနာမနေ ရှောက်၍တွန်းနေရသည်ဟဲ့ကောင်လေးနည်းမြန်တွန်းငတို့သည်နည်းမြန်တွန်းရသည်ငါလဲဝတ်လေတာထင်ပါရဲ့ ငထူသည်လှဲ့ကိုတွင်းရင်တွေးမိလေသည်ငါနွားတွေကိုလှဲ့တက်မောင်းခဲ့လို့ငါလဲနွားများလို့ယုံနေရတာထင်ပါရဲ့ဟဲ့ခွေးကောင်လေးမင်းကတော်ကြီးငှက်ဆိုးထိုးတန်ကို ကြားရသဖြင့်ငထူသည်ကြက်သည်ဖြန်းကနေထသွားကာအတန်လာရစီသို့လှဲ့ကြည့်လိုက်သည်နေပူကြီးမှာဘာပြုလို့လှဲ့တွန်းနေရသလဲနှင့်မျက်စီကိုဘာထိုးထားလို့မမြင်တာလဲငထူသည် ရိတ်တွင်းသို့ရွှေ့ကားလှည့်တွန်းရပြန်၏။ကောင်းလီမြမြန်တွန်းရက်မနေနဲ့ငထူးမှာမရက်မနာ အပြေလွှာတွန်းနေရသည်။ငါ့ကိုလှဲပေါ်ကချပေး။အတုဤအမိန်အတိုင်းငထူးသည်အတုကိုလှဲပေါ်မှချပေးရ၏။ငါ့ကိုဂုံးပို့ပြီးရှောင်နေ။ငထူးသည်အတုကိုဂုံးပို့ကမရက်မနာရှောင်နေရပြန်၏။ဒါလည်းဝှက်လေတာပဲ။ ငထူးကအတုတ်ကိုဂုံးဘိုးကရှောက်ရင်းစဉ်းစားပြန်သည်။ငါနွားတွေကိုစီးခဲ့လို့အခုတခါငါကနွားလိုဖြစ်ပြီးသူများအစိတ်ခံနေရတာထင်ပါရဲ့နော်။မင်းကတော်ကြီးဒီခလန်းလန်းမကားထောက်ကကြည့်ရင် သူ့သားကလေးငထူးကိုနှိပ်စက်ညှင်းဆဲနေသည်ကို ပီတိသောမနတာဖြစ်နေ။ထိုခိုက်တွင် အတုတ်ဟိအဟေတန်ကိုမင်းကတော်ကြားလေရာ အတုတ်နှင့်ငထူးဟိထံသို့ဦးရဖာရပြေးသွားသည်။ တတဘာဖြစ်လဲမမေကိုပြောစမ်းမင်းကတော်ကြီးကစိုးရိမ်တကြီးဖြင့်မေးလိုက်ဒီကောင်လေးကတတကြိုက်တာမခံဘူးတဲ့ဟဲ့ကောင်လေးမင်းကတော်ကငထူးကိုအစိမ်စာမတန်မျက်နှာထားဖြင့်ခေါ်လိုက်ငါသားကနင့်ကိုကြိုက်ချင်တယ်ဆိုတာကြိုက်ပါစေခံလိုက်ငထူးသည် မင်းကတော်ကိုကြောက်ရွံ့ရှာသည့်မျက်နှာထားဖြင့်ကြည်ထို့နောက်အတုတ်ကိုဆက်ဆုပ်နာကြည့်သည့်အကြည့်ဖြင့်ကြည်သည် ငထိုးသည်ဒါလျင်လူကြီးဖြစ်ကားလူကြီးတွေတွေ့တတ်ပါကလောကကြီးဟာတဲ့ပြီးမတရားပါတကားကြီးနိုင်ငယ်ညင်လောကပါတကားမျက်နာကြီးဂုံကြီးရှင်များသည်မျက်နာငယ်အောက်တန်းစားများကို မတရားသဖြင့်နိုင်ထက်ကလူပြူ၏ဤမတရားမှုများကိုဤသူသည်ကြွေကာတားမြစ်ပေးနိုင်လေသနည်းငထူကလူကြီးမဟုတ်၍ထို့သောမတွေးတော်တက်သည့်တိုင်အောင်သူတို့ မတရားဘူး ငါ့ကိုနိုင်ထက်စီနဲ့နှိပ်စက်တယ်။ဟူ၍ကတွေးတဲ့လေယာမင်းကတော်ကြီးသားမိကို မကျေနပ်သောမျက်နှာထားဖြင့်ကြည်နေ။ဟဲ့ခွေးကောင်လေးတတကကြိုက်ချင်တာကိုအကြိုက်ခံလိုက်လေ။ငထူးမှာလွှဲဆောင်၍မရတော့သည့်အတွက်အင်ကြီးလေးကိုလှန်ကားကြောကလေးကိုဖော်ပေးရရှာသည်။အတွတ်သည်သွေးစာသောကြားငယ်ပမာငထူး၏ကြောပြင်ကလေးကို ကုံ၍ခဲလေတော်သည်။ ငထူးမှာထွန်းထွန်းလူနားလာသည့်အတွက်လှုပ်ရှားယုံကန်လိုက်။အမလီအမလီတတတော်နာတော်တော်မှာပဲ။ဟဲ့တေးချင်းစုတေးနာကောင်လေးရဲ့ငင်းငင်းခန့်နေမှာပေါ့ဟဲ့။အာသားလေးတော်နာမှာဆိုလို့ဟဲ့။ဟိုမင်းကတော်ကမမဲ အော်ဟဲ့လိုက်ရာငထူးမှာမျက်စီကိုမိတ်အန်ကိုချိတ်လျက်အတုတ်ကြိုက်ခဲသမျှနှိတ်ဆက်သမျှကိုငြိမ်၍ခန့်နေလေတော်သည်။လူကလေးဘာဖြစ်လို့လဲ။ ရှုံမဲ့ရှုံမဲ့နဲ့အင်္ဂလိပ်စီတို့လျှောက်လာသောငထုကိုတော်တုတ်ကစေ၍မေ၏ငထုမှာငိုခြင်းရဲ့လက်တိုးဆိုသလို ဖြစ်သွားကချုံချ၍ငိုလေတော်သည်တော်တုတ်သည်ပြပြတလဲဖြစ်လျက်ဘာဖြစ်တလဲသာတောက်ကိုဘသူနှိပ်ဆက်လိုက်တလဲနမိကိုပြောစမ်းဟုဆိုကငထုကိုပွေးဖက်လိုက်ရာငထုမှာထွန်းထွန်းလူဖြစ်၍သွား၏တော်တုတ်သည်လည်းမတင်ကားသဖြင့် ငထူဤကြောကိုလှန်၍ကြည်ရာ၊ကြိုက်ရာခဲရာတက်တက်ကြံလျက်မမြင်ဝွန့်မရှုဝွန့်ဖြစ်နေသည်ကို တွေ့ရလေသည်။အမလီတော်မြင်မကောင်းရှုမကောင်းတောက်ကိုဘသူကလှုပ်လှုပ်လိုက်တလဲ။ဟုဒေါတုတ်ကဝန်းနေကြေခွဲတံဖြင့်မေး။အတုအတုအတုကကျွန်တော်ကိုကြိုက်တယ်။ဟုငထူကငိုရှက်ရင်းပြောသည်။အမလီခွေးကောင်လေးကကြိုက်တယ်ဟုတ်လား။ခွေးမှုကြိုက်တာပေါ့။ လူဆိုရင်ဘယ်ကြိုက်မလဲဒီလိုကြိုက်တာကိုသူ့မေကမမြင်ဘူးလားမြင်ပါတယ်သူ့မေကမဆိုတဲ့အပြင်ကြိုက်ခိုင်းတယ်ကျွန်တော်ကိုလည်းငိမ့်ခံနေရမယ်တဲ့ကျွန်တော် သူတို့ကိုကြောက်လို့ငိမ့်နေရတယ်ဖះတကြားတော့ကြော်မကောင်းကြောက်မကောင်းကြိုက်တာကိုငိမ့်ခံနေရမတဲ့ဖះတကြားကြည့်မနေပါနဲ့လောလောလတ်လတ်ပြတော်မူပါဒေါ်တုတ်သည် အားရပါးရချိန်ဆပြီးနောက်မိဖို့ကန်းတဲ့သူဝင်သွား၏ ထို့နောက်တစုံတရာကိုယူကာမိဖို့ကန်ထဲမှထွက်လာပြီးလျင်ငထူဤကြောပြင်တွင်ကြိုက်ထားသည့်ဒံရများကိုစိတ်ထက်ပေ၏ငထူမှာဆက်ရှာလုံးသဖြင့်ထွန်းထွန်းလူနေလေသည် အောင့်ခံထားလူကလေးမကြခင်ပျောက်သွားပါလိမ့်မယ်ကွယ်မတရားလုပ်တဲ့လူတွေမတရားဖြစ်ကြပါစေတော့တော်တုံမှာမကျေနဲ့လုံးသဖြင့်တဖြစ်တောက်တောက်ဤတွန်တောက်တည်ရင်ငထူဤအနာများကိုနွဲ့နှွှဲမုံထက်ပေလေသည် ထို့နောက်ဝန်တော်မင်း၏အင်ကြီးစီမှဩခေါ်တံများကြားရသဖြင့်ဒေါက်တုတ်သည် အင်္ဂလိပ်ပေါ်မှတုတ်သည်တုတ်ပြဆင်းသက်ခဲလျက်အကယ်ကလေးခက်ကြည့်နေသည်အချိန်နည်းနည်းတောင် နောက်ကျသွားပလားမသိဘူးမင်းကတော့ကျမစောစောကလာမလို့ဟာအင်္ဂလူကမော်တော်ကားယူသွားလို့နောက်ကျသွားတာပါတိတ်နောက်မကျသေးပါဘူးတတိကတော်ရဲ့ကျမလည်းနည်းနည်းနေမကောင်းလို့အစည်းဝေးတောင်မတက်တော့ဘူးလို့ကြံတာတတိကတော်လာခေါ်တော့အားနာပြီးတက်ရတာရှင် အစီဝေးမတက်လို့ဘယ်ဖြစ်မလဲမင်းကတော်ရဲ့ဒီအစီဝေးကကျမတို့မိဘမိတ်ကလေးတငယ်များစောင့်ရှောက်ရေးအတင်းအမှုဆောင်ရွေးရမယ်အစီဝေးမဟုတ်လားမင်းကတော်ကိုဥက္ခရာတင်မလို့ကျမတို့ကြမ်းထားတာပဲကျမဥက္ခရာမဖြစ်လဲအေးမကြည့်ပါဘူးရှင်ရိုးရိုးအတင်းသူဖြစ်နေမိဘမိတ်ကလေးတွေကိုကုညီစောင့်ရှောက်ရေးအတွက်ငွေကုန်လူပန်းခံခဲ့တယ်မဟုတ်လားဟုတ်ပါတယ်မင်းကတော်မင်းကတော်ရဲ့စေတနာကိုကျမတို့အားလုံးချီးကျူးကြပါတယ် မင်းကတော်ရဲ့မြင့်မြတ်တဲ့စိတ်ကိုလည်းလေးစားကြပါရဲ့ကဲလားသွားကြစို့မင်းကတော်မင်းကတော်နဲ့တတိကတော်တို့မော်တော်ကားဖြင့်ထွက်သွားကြသည်ကိုကြည့်ရှုနေသောဒေါတုတ်ကအတိတ်ပဲပါလာသောမဲ့ဘုံမျိုးဖြင့်မဲ့လိုက်ညီတွန်းတောက်တီးလိုက်အခြားဘူးမတိဘာမတိမိဘမဲ့ကလေးတွေကိုစောင့်ရှောက်သလိုကိုအင်ကမိဘမဲ့ကလေးကိုလည်းစောင့်ရှောက်ပါအောင်တော့ကိုအင်ကကလေးကိုညှင်းဆဲတဲ့မိမက ။အခြားကလေးကိုကျင်နာတနာတယ်ဆိုတာနည်းနည်းမှအဓိပ္ပာယ်မရှိဘူး။ငထူးသည်မင်္ဂရောကြီးစူပူချိန်မောင်းခြင်းကို အမြဲလိုလိုခံရ၏။အတူဤနှိမ့်ဆက်ညှင်းဆဲခြင်းကိုလည်းအမြဲတစေခံရလေရာမိမိဘဝမှာငရဲသူငရဲသားနှင့်ဒုနေပါပေါကလားဟု တွေးမိလေသည်။ရှင်တို့တွေးမိသောအခါကြောက်မက်ဖွယ်ကောင်းလာသောဤရင်ကြီးကိုစွန့်ပြစ်ထွက်ခွာက ဝေးရသောသွားမည်ဟု အချိန်ချင်းကြံမိ၏။ ရှင်တို့ခြံတိုင်းပင်မမြင်ရသောလက်ကလေးများကဆွေငင်တာစီထားတကယ်တို့၎င်းသိငယ်သောကြိုးကလေးတမြင်ကချီနှောင်ဆိုင်တွဲထားတကယ်တို့၎င်းဖြစ်ကားဤအိမ်မှမခွဲနိုင်မခွာရဲဖြစ်၍နေချသည်တနေ့တွင်ငထုသည် အတုတ်ကိုထိနေစဉ်ဟိတ်ငထုငါ့ကိုဂုံးပိုးဟုအတုတ်ကဆို၏ငါကြောမှာမိန့်ကြိုက်ထားတဲ့အနာတွေနာလွန်းလို့ဂုံးမပိုးပြရစေနဲ့အတွက်ရာ ဟုငထူးကတောင်းပန်ရှာသည်ဂုံမပို့ရင်မမေကို တိုင်းပြောမယ်ဟောဒီမှာမမေအတူဤစကားကြောင့်ငထူးမှာထိတ်လန့်သွားကမမေကိုမတိုင်းပါနဲ့ကွာငါဂုံပို့ပါတော့မယ်ဟုဆိုလျက်ဂုံရွေပေးချာဤအတူကငထူးဤကြောပေါ်သို့တက်စီရာအနာများကိုထိခိုက်မိသဖြင့်ငထူးမှာထွန်းထွန်းလူနာလျက်အောင်ဤချိန်မိတ်ခန်းနေရလေသည်မြန်မြန်ပြေးပါငထူးရ အတူဤအမိန်တိုင်းမြန်မြန်ပြေးရလေရာကျောမနာမပို၍နာလေတော်သည်ဟေ့ငထုတည့်တိခုပေးဝန်ချံကြီးအတွင်ရှိတည့်ပင်တပင်ကို အတုကလညိုထိုးပြကတည့်တိအခုခိုင်းသည့်အတွက်ငထုဝန်တာသွား၏တည့်တိတက်၍ခုနေစဉ်အတွင်မှာ အတုကိုခုံးပိုးရသည့်ဒုက္ခမှလွတ်ကင်းမည်ဟုတွေးကာဝန်တာခြင်းဖြစ်၏ငထုသည် အတုကိုကြောပေါ်မှချထားပြီးနောက် တရပင်ပေါ်သို့မြောက်ကလေးပမာလင်းမြန်စွာတက်၍သွား၏ငထုမှာတောတွင်နေရစဉ်က မကြီးရွယ်တမာရွယ်ကုတ်ကိုရွယ်စသည်များကိုတက်မြဲခူးမြဲဖြစ်သည်ဖြင့်တပင်တဲ့ကျင်လဲနေခြင်းဖြစ်သည်ငထုသည်တပင်ထိပ်ဖျားသို့ တက်ခါတရသည်များကို တလုံးပြီးတလုံးဆွခုက အတုစီတို့ပြပေနေငထု၏ငါ့ဘိုလ်လေခုပါဟဲ့ ြည်လင်သာယာသည့်အတန်ကလေးကိုကြားရသဖြင့်ငထုသည် အောက်သို့ငုံကြည့်လိုက်ကမွန်တော်ကြီးသမီးជីជីကိုမြင်ရလေသည်ငထုသည်ជីជីအတွက် ကောင်းပေလှပေជីပေဆိုသောတည့်အသည့်များကို ခုကជីជីအနည်းတို့ကြောက်အောင်ပြချပေငထုကတည့်အသည့်ကောင်းကောင်းရရန်အတွက်ဂိုင်းဖြားသို့တက်တထက်တက်သွားသည်ငထုရေလိမ့်ကြသွားဦးမယ်နော်ជីជីစိုးရိမ်တန်ဖြင့် ပြောလိုက်သည့်စကားအတွက်အထူးဝမ်းမြောက်ခြင်းနဲ့သွား၏မင်္ဂလာကြီးနှင့်အတူတူကစိုးကြတော်လဲကြည်ကြည်မှာမိမိပေါ်တွင် စေတနာကောင်းရှိသူပါတကားဟုငထူးတွေးကအတက်ရွှင်မြူသွားလေသည်ငထူးရေစင်ကြတော်ဟေတော်တော်ကြာနေလင့်ကြသွားလိမ့်မယ်တည့်အသီးတွေလည်းတော်တော်များများရပါပြီငထူးမှာကြည်ကြည်စိတ်တန်းကြဖြစ်စေရန်အတွက်တရက်ပင်ပေါ်မှလင်မြန်စွာစင်ကြလေသည် ြည်ကြည်သည်ဝမ်းမြောက်ကျေးဇူးတင်သည့်မျက်နှာထားဖြင့်ငထူးကိုကြည့်ကားတင်းချွန်းတော်ငထူးဟုပြောလိုက်ဟင်အင်းနာမည်ကြည်ကြည်မဟုတ်တော့ဘူးတင်းချူးဖြစ်သွားပြီလားဟုငထူးမှာအံ့ဩတန်ဖြင့်မေးလိုက်တင်းချူးဆိုတာအင်္ဂလိပ်စကားကွာကျေးဇူးတင်ပါတယ်လို့ပြောတာနင်အင်္ဂလိပ်စကားလည်းတတ်တယ်နော်ဟုငထူးကအံ့ဩတန်ဖြင့်ပြောလိုက်သည် ငါတို့ကျောင်းမှာအင်္ဂလိပ်စာသင်ရတော့အင်္ဂလိပ်စကားလေးတက်တယ်။နောက်ပြီးတော့မြန်မာစာလေးသင်ရတယ်။ငါတို့ဒီငံ၍သွားကလွန်ခဲ့သည့်ကာလကိုပြန်လည်တွေ့တော်မိလေသည်။မင်းငါတို့မျိုးကိုလိုက်လာရင် အင်္ဂလိပ်စာလေးသင်ရမယ်။မြန်မာစာလေးသင်ရမယ်။ပညာရေးသင်ပြီးပညာတတ်တော့မင်းကြီးတဲ့အခါငါ့လိုအရာရှိကြီးဖြစ်နိုင်တာပေါ့ကွာ။ကြည်ကြည်ဖခင်မွန်တော်ကြီးပြောပို့သည့်စကားကို ငထူးကြောင်ကငေးငိုင် တွေးတောနေခြင်းဖြင့်ဟေးငထူးရဘာစဉ်းစားနေတာလဲဟုជីជីကမေးလိုက်မှငထူးမှာအစင်းစားရက်သွားကငါ့ကိုတောကခေါ်ခဲ့တုန်းကတော့ចောင်းထပေးမယ်ပြောခဲ့တယ်ကွာအခုတော့ငါចောင်းမနေရပဲမင်းမောင်လေးကိုចောင်းနေရတာပါပဲကွာဟာငထူးရကလေးထိန်တာပါကွာကလေးចောင်းတာမဟုတ်ပါဘူးဟုជីជីကပြောလိုက် ထိနာနဲ့ကြောင်းတာအတူတူပါပဲကွာ။ငါတော့မှနေတော့ကနွားကြောင်းရတယ်။အခုတော့ခလေးကြောင်းရတယ်။ခလေးကြောင်းတာကနွားကြောင်းတာထက်ခက်သေးတကွာ။ငါလဲနွားတွေကြောင်းခဲ့လို့ဝှက်လေတာပဲထင်ပါရဲ့ကွာ။ငထူးမှဆွဆွငင်ငင်ပြောလိုက်ခါမျက်နှာညှို့ရွေးသွား၏။ဘာဝှက်လေတာလဲငထူး။ជីជីကအံ့ဩတန်ဖြင့်မေးလိုက်သည်။ငါနွားចောင်းရတော့ကနွားរីကိုငါကတက်စီခဲ့ရတယ်ကွာအဲ့ဒီဝတ်လဲပြီး အခုတော့မင်းမောင်လေးကငါ့ကိုတက်စီတာခံနေရတယ်။ငါကနွားရီကြောကိုငကန်နဲ့ရိုက်ခဲထိုးခဲ့တယ်ကွာ။အခုလည်းမင်းမောင်လေးကငါကြောကိုအနာဖြစ်အောင်ကြိုက်တာခံရတယ်။ဟင်ဟုတ်လား။အတုကနင့်ကိုကြိုက်သလား။ဘယ်မှာလဲပြဇန်း။ဟုတ်ကြည်ကြည်ကပြပြတလဲမေးလိုက်သည်။ငထူးသည်အင်ကြီးကိုလှန်ကကြောကိုပြ၏။ကြည်ကြည်မှထိတ်လန့်တုန်လှုပ်သွားကအမလီအနာရီအများကြီးပါလား။ ဧဆိုးတဲ့အတွက်ပဲဖဖေကိုတိုင်းပြောမယ်။နေဦးတော်ငထူငါဆေးသွားယူလိုက်အောင်မယ်။ជីជីဒီပြောပြောဆိုဆိုအိမ်စီတို့ပြေးသွားကအိမ်ထဲသို့ဝင်သွား၏။ငထူမှာជីជីလှူရှားမှုကိုညက်တောင်မခန့်ငေးဆိုင်ကြည့်ရှုနေသည်။ခဏကြာတွင်ជីជីထွက်လာလျက်အနာထက်ဆေးလေးပါလာကငထူ၏ကြောမနာများကိုစိတ်ထက်ပေသည်။ငထူမှာជីជីကျင်နာယူရမှုကိုခံရသည့်အတွက် ဝမ်းသာခြင်းနဲ့သွား၏သို့သောမင်းကတော်နှင့်အတူတူ၏နှိမ့်ဆက်ပုံကိုစဉ်းစားမိသောအခါဤအိမ်ကြီးမှထွက်ပြေးခြင်းစိတ်ပေါ်လာလေသည်ជីជីယာငါတို့လေဒီအိမ်မှာနေတော်မနေခြင်းတော့ဘူးဟုငထုမှညင်ညင်ညူညူပြောလိုက်၏ဘာဖြစ်လို့မနေခြင်းတာလဲငထုယာဟုជីជីကအံ့ဩတန်ဖြင့်မေးလိုက်သည်နင်လည်းမြင်သားပဲဟာနေမောင်လေးကနှိမ့်ဆက်တာ နောက်ပြီးတော့ ။နေအမေကလည်းအမျက်ဆူတယ်၊ဆဲတယ်၊ရိုက်တယ်။ငါဒီအိမ်ကထွက်ပြေးကျင်လာပြီ။ဒါပေမဲ့လေနင်းနဲ့ခွဲသွားရမှာတော့ဆိုးတယ်။ငထူက စိတ်ထဲတွင် ရှိသမျှကိုပွန့်ပွန့်လင်းလင်းပြောလိုက်သည်။ជីជីသည်ငထူကိုကျင်နာတနာသည့်မျက်လုံးများဖြင့်ငေးဆိုင်ကားကြည့်နေ၏။ဘာလို့နေကြသလဲဟဲ့။အတန်ကြာသဖြင့်ငထူရောက်ကြည်ကြည်ပါလန့်ဖြတ်သွားကြကလက်ကြည့်လိုက်ရာ မွန်တောက်ကြီးကိုမြင်ကြရလေသည်။လာကြည့်ပါဦးဖေဖေရဲ့ငထုကိုဟုတ်ជីជីကပြောသဖြင့်မွန်တောက်ကြီးသည်အနည်းသို့လျှောက်လာရာជីជីကငထု၏ကြောကိုလှမ်းပြ၏။ဟင်အနာရီပါကလား။ဘာဖြစ်လို့လဲ။ဟုတ်မွန်တောက်မင်းကအံဩတုံလုံးတန်ဖြင့်မေးလိုက်၏။အတုတ်ကြိုက်တာတဲ့ဖေဖေရဲ့တော့ကြောင့်တမိကစိတ်ထက်ပေးနေတာ။နေရာတွေမနှဲပါလား။တဲ့ဆိုးတဲ့ကလေးကို င်းတို့မိမိကဒီကလေးတလောက်စိုးနေတာကိုမဆုံးမဘူးလား။ဘာပြောတယ်။လေမုန်တိုင်းတန်းနဲ့အတူ မင်းကတော်သည်မွန်တောင်မင်းအနီးသို့ရောက်လာ၏။ဒီမှာကြည်စမ်းကွယ်မင်းသားကြိုက်ထားတဲ့တံရရီမမြင်ဝမရှိဝ။ကလေးကိုရှင်ကြိုက်ချင်ကြိုက်မှာပေါ့။ဟုတ်မင်းကတော်ကအေးမဆိုင်တယ်လို့အတန်ဖြင့်ပြော၏။ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲကွာဘယ်ကိစ္စဖြစ်ဖြစ်တရားသဖြင့်လုံးမတော်တော့မပေါ့ ဘာလဲရှင်ကရှင့်မယဘာသားအတွက် နားနေလို့လားကျုပ်ထင်တော့ထင်သားဒီခွေးဝင်စားလေးကိုထူးထူးခြားခြားခေါ်လာတာဟာရှင်နဲ့ရတဲ့ကလေးမို့ဒီလောက်ဂယုစိုက်ခေါ်လာတယ်လို့ထင်နေကျုပ်ထင်တာဟုတ်သလားမဟုတ်ဘူးလားမှန်မှန်ပြောစမ်းဝန်တော်မင်းညလုံးပြူသွား၏ဝန်တော်ကတော်မှာသူတစ်ပါးကိုပုတ်ခတ်ပြောဆိုရာတွင်ပြိုင်ဘက်ကင်းသူဖြစ်ကြောင်းဝန်တော်မင်းသိလေရာအကျေပွားစကားမပြောခြင်းသဖြင့်ခြာကနေလှည့်ထွက်ကား ိမ်ထဲသို့ဝင်သွား၏မင်းကတော်လည်းជីជីကိုခေါ်ကာဝန်တော်မင်း၏နောက်မှ ပေါက်ဆက်ပေါက်ဆက်နှင့် လိုက်သွားလေသည်ဒီနေ့တွင်ငထုသည် အင်္ဂလိပ်ဘော်တွင်ဒေါက်တော၏အလုံများကို ကိုညီကာပကံစေးအမိုက်လေးလုံနေစဉ်ငထုရေဟေ့ငထုဟူသောជីជីခေါ်တန်ကိုကြားရသဖြင့်ပြေးထွက်ကြည့်ရှုရာစာအုပ်တွေတပွေ့တပတ်ကြီးပွေ့ပိုက်ထားသောជីជីကိုမြင်ရလေသည် ကြည်ကြည်သည်အင်္ဂလိပ်ဘော်သို့တက်လာကစာအုပ်များကိုမထူး၏အနည်းတွင်ချာ၏ဒီစာအုပ်တွေကဘာလို့ဖို့လဲကြည်ကြည်ဟုငထူးကမေးလိုက်သည်မင်းမို့ယူလာတဲ့စာအုပ်တွေကမနစ်ကငါတင်ရတာတွေဒီနှစ်တော့ငါကအတန်းတက်လို့ဒီစာအုပ်တွေမတင်ရတော့ဘူးမင်းဖတ်ဖို့ယူလာတာအထူးကစာအုပ်များကိုလှန်လို့ကြည့်ရှုရင်းဒီကောက်ကောက်ကွေးကွေးစာတွေကိုငါမဖတ်တတ်ပါဘူးကြည်ကြည်ရဲ့ ဟုဝမ်ပန်တနေပြောရှာ၏မဖတ်တတ်လို့ဖတ်တတ်အောင် သင်ပေးရတာပေါ့ကွာငါ့ကိုသင်ပေးမဲ့သူမှမရှိပဲကွာဟိုဘက်ခန်းကဒရိုင်ဘာကိုသားမြတ်ကြီးကိုအတင်ခိုင်းပေါ့ကိုသားမြတ်ကိုငါခိုင်းလို့ဘယ်ရမလဲကြီးကြီးဒါဖြင့်ငါခိုင်းပေးမယ်ကိုသားမြတ်ကိုကိုသားမြတ်ဟုကြီးကြီးကလှမ်း၍ခေါ်လိုက်ရာသားမြတ်သည်တစ်ဖက်ခန်းမှကူလာ၏ဘာလဲဟေကြီးကြီး မေစောက်တွေများလာကြည်လားဘာလို့ဖို့လဲကွာငထူးစာတင်ဖို့လေကိုတာမြတ်ကငထူးကိုစာတင်ပေးလိုက်ပါနော်ဟေ့ငထူးမင်းကြောင်းမနေခဲ့ဘူးလားကွာဟိုတာမြတ်ကမေးလိုက်မနေရဘူးခမဒါကြောင့်ကျွန်တော်စာမတက်တာပေါ့အေးဒီလိုဆိုရင်ငါမင်းကိုစာတင်ပေးမယ်မင်းကြိုးကြိုးစားစားတင်ရမယ်နော်တင်ပါပေါ့ခမကျွန်တော်တိတ်စားတက်ချင်တာပဲ ျွန်တော်စာတင်ရမယ်ဆိုလို့တော့ကလိုက်လာတာပါဒီရောက်တော့ကြောက်မနေရပဲခလေးထိန်နေရတာပဲအေးခလေးလဲထိန်စာလဲတင်ပေါ့ကွာနေ့မှခလေးထိန်ပြီးညကြတော့တင်တာပေါ့ကျွန်တော်မြန်မာစာရောအင်္ဂလိပ်စာရောတင်ချင်တယ်တင်ရမှာပေါ့ကွာငါလဲအင်္ဂလိပ်စာ9တန်းအောင်ခဲ့ဘူးပါတယ်ဟေးဟုတ်လားမောင်တာမြတ်အင်္ဂလိပ်စာတတ်သလားဟုတ်ဒေါက်တာကအန်အော်တန်ဖြင့်လှမ်းမိလိုက် ဟုတ်ကဲ့ကျွန်တော်ငငယ်ကအင်္ဂလိပ်ကျောင်းနေခဲ့ဘူးပါတယ်ကျွန်တော်ခုနှစ်တန်းအောင်တော့ကျွန်တော်မိဘတွေစုံသွားလို့ကျောင်းဆက်မနေနိုင်တော့ဘူးဒါကြောင့်ကျွန်တော်ဒရိုင်ဘာလောက်စားနေရတာတော့တော့ရမိဘတွေသာရှိလို့ကျွန်တော်ပညာကောင်းကောင်းသင်ရရင်ជីជីတို့အဖေလိုဂျာရုရာခိုင်နဲ့ဖြစ်နေမှာပေါ့ဟေးကွယ်ဟုတ်တာပေါ့ငါလည်းဒီလိုပဲကွယ်ငါမိဘများသာချမ်းသာလို့ကျွဲတော့ကျွဲဝါဖြစ်ပြီးငါလည်းပြည့်ပြည့်စုံစုံဆိုရင် အခုလိုသူများအိမ်မှာနှမင်းချက်စေခံဘယ်ဖြစ်နေမလဲကွယ်အလုတ်ကြီးကန်ကြီးတခုခုလုံနေရမှာပေါ့ဒါမှမဟုတ်ရင်လဲမင်းကတော်စိုးကတော်ဖြစ်ရင်ဖြစ်မယ်အခုတော့သူဆင်းရဲအောက်တန်းစားဆိုတော့မြင်းတဲ့အတိုင်းပဲကန်အတိုင်းပဲပေါ့ဗျာကန်ကောင်းရင်ချမ်းသာကြအောင်မှာပေါ့တာမြတ်ကမြမလူမျိုးတို့ပြောလေပြောထားရှိသည့်အတိုင်းကန်ကိုပုံရွေးချကသူခံဘတ်သူပြန်သွား၏အထူးသည့်ជីကြီးပေးသည့်စာအုပ်များကို အမျက်တနှိုးပွေပတ်ရင်းအင်ကျူကြည်ကြည်ဟုဆိုလိုက်သည်အမေအထုကအင်ကျူတွေဘာတွေပြောလိုပါလားဟိုကြည်ကြည်ကအံ့ဩတန်ဖြင့်ဆိုလိုက်မင်းပြောတဲ့အင်ကျူပဲလေငါကတရသည်တွေခုပေတော့မင်းကတင်ကျူးလို့ပြောတယ်မဟုတ်လားတင်ကျူးဆိုတာကျေးဇူးတင်ပါတယ်လို့ပြောတာဆိုအခုမင်းကစာအုပ်တွေပြီးတော့ငါကလည်းတင်ကျူးလို့ပြန်ပြောတာပေါ့ကွာမင်းတော်တော်ညံကောင်းတယ်နော် စာတင်ရင်မြန်မြန်တက်ပါလိမ့်မယ်ကွာစူးစမ်းတယ်နော်ငါလည်းမင်းကိုစာအုပ်လာလာပေးပါမယ်ကွာငါမင်းစီကို မကြမကြလာခြင်းနဲ့အောင်းတွေလာပေးခြင်းနဲ့ဒါပေမဲ့မေမေကမင်းစီမတော်ရဘူးတဲ့ကွာမင်းနဲ့စကားမပြောရဘူးတဲ့ကြည်ကြည်စကားတန်ကိုကြားရတော့ခါမထူးဤမျက်နာမှာဣတိတတကြီးညှို့၍တော်လေသည်ကြည်ကြည်ကိုမိမိနဲ့မတွေ့သေးခြင်းမှမိမိအောက်ကြနောက်ကြဘဝကြောင့်သာဖြစ်ရာ မိမိနဲ့ကြည်ကြည်မှာမိုးနဲ့မြေပမာအစင်တန်းမတူသည့်အဖြစ်ကိုငထူးရိမ့်မိသိရှိလေသည်ငထူးသည် အရွယ်ရောက်ပြီးလူကြီးသာ ဖြစ်ပါမိမှုကဩမာလူချင်းဟာစိတ်နဲ့ကြောက်ရွံ့ခဲ့လို့ရှင်တွဲရသည့်ဘဝမျိုးမဟုတ်ပါတကားကြည်ကြည်ကတောင်ထိတ်ကငါကတောင်အောင်က လက်မျောကြည့်ရှုလို့ပင်မမြင်နိုင်သည့်ဘဝပါကလားငါနဲ့ကြည်ကြည်ဟာဂုံချင်းလည်းမတူ အစင်တန်းချင်းလည်းမတူ စိတ်စိမ်ခြင်းလည်းမတူဘာဆိုဘာမှမတူပါကလားជីជីတို့ကအထက်တန်းစားအရာရှိအရာတို့ငါကခွေးဝင်စားအစီကံနှိုင်းရှင်မရတဲ့ဘဝမို့ငါနဲ့ជីជីဟာတဝင်းနဲ့တချံလဲနေလို့တောင်ထိုက်ပါမလားဟုတ်တွေးမိမိဖြစ်တော့လဲငါတို့မှာထုံမြလောက်နည်း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 တိတိကျကျမတွေးနိုင်သည့်တိုင်အောင်မိမိနဲ့ជីជីမတူသည်ကိုကကောင်းစွာသိငါတို့သည် မျက်စိကလေးပေကလက်ပေကလက်ဖြင့်ជីជីကိုကြည်နေជីជីပြောင်းလဲတောက်ပတစ်လွင်လှပသောအဝတ်စားများကိုကြည်မိမိစုတ်ချဉဏ်ဖြင့်သောအဝတ်များကိုကြည်ထို့နောက်ជីជីအားမင်းနဲ့ကလူချင်းတူပေမဲ့မင်းကဝင်တော့သမီးငါကအစိတ်ခံပါជីជីသည်ငထူးကိုကျင်နာတနာသည့်မျက်နှာထားဖြင့်ကြည်ကမင်းဟာအစီကံမဟုတ်ပါဘူးကွယ် အဖေကမွေးစားရအောင်ခေါ်လာတယ်လို့ပြောတာပဲဟုတ်ပြော၏မင်းတို့အဖေကတော့ကောင်းပါတယ်ကွာမင်းတို့အမေကတော့တော်တော်ကြောက်စရာကောင်းတယ်မင်းတို့အမေကိုကြောက်လွန်းလို့ငါထွက်ပြေးမယ်တောင်ကြံမိတယ်ထွက်မပြေးပါနဲ့ငါတို့ရာ မင်းထွက်ပြေးရင်ငါလွမ်းနေမှာပေါ့ကွာကြည်ကြည်စကားကြားလိုက်ရတော့ကငါတို့ဒီဝမ်းမြောက်အားတက်၍တွား၏ငါ့ကိုကြည်ကြည်ကချစ်ပါတနာပါကလား ။ဟုတ်တွဲမိကជីជីကိုជីနူးနှစ်သိမ့်သည့်အကြည့်ဖြင့်ငေးဆိုင်ជីနေ။ထိုជីနူးမှုနှစ်သိမ့်မှုတို့သည်ငထူး၏နှလုံးသားနူးနူးတွင်တံပိုးတစ်စိတ်ခန့်နှက်လိုက်သလိုဆွဲ၍သွားလေတော့တည်း။ជីជីရဲ့ဟေးជីជីမင်းကတော်ကြီးအော်ဟေးခေါ်တန်ကိုကြားရသည့်အတွက်ជីជីရောငထူးပါ ထိတ်လန့်တုန်လှုပ်သွားကြ၏။တော်တော့ကပင်လျင်စိုးရိမ်တကြီးဖြင့်ជីជីမြန်မြန်သွား ဒီအိမ်ကိုလာနေတယ်လို့ညီမေကိုမပြောနဲ့ဒီအိမ်လာတယ်ဆိုရင်တို့ကိုရန်ထောင်းနေပါဦးမယ်အေးဟူမှာကြလိုက်ကြီးကြီးဒီတော်တော်ဤအင်္ဂလိပ်ပေါ်မှာဆင်ကာအင်ကြီးစီတို့လာခဲ့ကြီးကြီးဘယ်သွားနေတလဲသမီးဟူမင်းကတော်ကစီရွေမေသည်အမင်တွေရှောက်ကြည့်နေတယ်မေမေမိတုတ်တို့အိမ်ရောက်သေးသလားမရောက်ပါဘူးအေးကောင်းတယ်မိတုတ်တို့အိမ်မသွားနဲ့ ောက်ပြီးတော့ခွေးဝင်စားကောင်းလေးနဲ့အခေါ်ပြောမလုံးနဲ့ကျွန်နဲ့ရောရင်ကျွန်စော်နိုင်တဲ့သမီးရဲ့ဘာလဲဟိကျွန်စော်နိုင်တဲ့ဆိုတာဝန်တော်မင်းကနဆွန်နှပြကြားလိုက်သဖြင့်လှမ်း၍မေးလိုက်၏သမီးကိုမှားထားရတယ်အရှင်ခေါ်လာတဲ့ခွေးဝင်စားကလေးနဲ့အပေါင်းအသင်းမလုံးနဲ့လို့မင်းကလည်းအယူသိရန်ကောသင်္ခါရတွေပါမိမရာဘသူမှအမြဲမဟုတ်ပါဘူးချမ်းသာတဲ့လူလဲတနေ့မှဆင်းရဲနိုင်တကွာ ယာရုရှိတဲ့လူလဲတနေ့မှာယာရုလက်မဲ့ဖြစ်နိုင်တာပဲ။မာနမကြီးစမ်းပါနဲ့ကွာ။မာနဟာမကောင်းဆိုးပေးတဲ့ပါတယ်။ဟိုဝန်တော်မင်းကတရားပြ၍နားချရလေသည်။ငထုရေကြည်ကြည်ပေးတဲ့စာအုပ်တွေယူခဲ့ဟေ။သာမြတ်ဒီငထုတို့ဤအိမ်မော်တို့တက်လာပြီးပြောလိုက်ရာငထုမှာစာအုပ်များကို ပွေပိုက်လာပြီးသာမြတ်ဤအနည်းတွင်ထိုင်။မင်းဟောကစာသင်ပေးမယ်နော်။မင်းစူးစမ်းတယ်။ ဟုတ်ကဲ့တင်ပါမယ်။ကျွန်တော်စာတက်ရင်ဝန်တောက်ကြီးလိုအလောက်ကင်လောက်ရမယ်လို့ဝန်တောက်ကြီးကပြောဘူးတယ်ခမ။အေးဟုတ်တယ်။ပညာတက်ရင်အောက်ကြနောက်ကြမဖြစ်ဘူးပေါ့ကွာ။ကဲဟောဒီစာရီကြည်စမ်း။ဗာမြက်ကငငယ်တန်းဖတ်စာအုပ်တနေရာကိုလှမ်းပြကဒီစာရီဟာမြမအခေယာခေါ်တယ်ကွာ။ငါဆိုးပြမယ်မင်းကလိုက်ဆို။ဟုတ်ကဲ့။ကာကြီးခါခွေကငငယ်ကာကြီးငါ တာမြန်ချပေးသည့်အတိုင်းငထူးကပီပီတတလိုက်၍ဆို၏တာမြတ်သည်ဤ33လုံးကုံအောင်နှုတ်တိုက်ချပေးရာငထူးသည်တေချစွာမှတ်သားကြံမှတ်သည်ဆာဆာ၍တင်ရပြီဟူသောအတိကြောင့်ငထူးမှာဝမ်းမြောက်ပျော်ရွှင်လျက်ဤ33လုံးကို မရမနေကြံမှတ်၏တနေရရာတွင်မိနေလျင်တာမြတ်ကထောက်ပေး၏ကိုတာမြတ်မပြန်ပါနဲ့ဦးနော် ကျွန်တော်ဒီစာရီကိုရမှပြန်ပါ ဒီညကျွန်တော်ရအောင်ကြက်မယ်ခင်ဗျငထူးဒီလုံလဝရိယရှိစွာနဲ့ဒီ33လုံးကိုမရမချင်းကြက်မှတ်လေတော်သည်ကျွန်တော်ရပြီစိုးပြမယ်ငထူးကဝန္တာအားရပြောပြီးနောက်ကကြီးမအာတိထွက်လက်စွာအလို့စိုးပြလေသည်မင်းတော်တော်ညံကောင်းနေနော်ကျိုးစားကွာမကြခင်စတတ်တော့မှာပဲမြန်မာစာတော်တော်ဖတ်တတ်ရင်အင်္ဂလိပ်စာလည်းသင်ပေးမယ် ရပြီးတဲ့စာတွေကိုရေးလဲရေးရတယ်ကွာ။တာမြန်သူခန်းတို့ပြန်သွားပြီးနောက်ငထုသည် သူရထားသည်ကာကြီးခါခွေးများကိုစကူရွယ်တရွယ်ပေါ်တွင်ခဲတံဖြင့်ကူရည်နေသည်။လူကလေးအိပ်ပါတော့လား။ညနေလှပြီ။ငထုမှာမိတ်မနေစာရေးရေးနေသည်ဖြင့်ဒေါတုတ်ကတတိပေးရ၏။အိပ်ပါတော့မယ်အမေ။ ကျွန်တော်စတင်ရတာဝမ်းတာလုံးလို့မျက်စိကျပြီးအချင်းစိတ်တော်မရှိတော့ဘူး။ဒါမြတ်ဒီညစဉ်လာ၍ငထူးကိုစတင်ပေ၏။ငထူးကလည်းစိတ်အားထက်တန်စွာကြိုကြိုဆာဆာတင်ယူသည်။ငထူးမှာနေ့တွင် ခလေးထင်းရသဖြင့်ညတွင်မှစတင်ရလေရာညနေတကောင်မိမ့်မနေ စာချက်စာဖတ်စာရေးပြုနေရသဖြင့်ဒေါက်တာကတောင်းပန်တားမြစ်ရလေသည်။အမေကျွန်တော်စတက်ရင် ဝန်တောက်ကြည့်လို့ယာရုတွေဘာတွေရမယ်ဒီတော့ကျွန်တော်နဲ့ជីជីခေါ်တာကိုသူ့အမေက ပြောတော့မှာမဟုတ်ဘူးနော်ငထူးကစိတ်ကူးရင်ကပျော်ရှာ၏ငထူးဤလုံလဝရိယကြောင့်လာအနေငယ်ခန့်ကြာတော့ခါမြမစာကို ကောင်းစွာ ဖန်နိုင်ရေးနိုင်သဖြင့်အင်္ဂလိပ်စာကိုဆက်လက်သင်ကြားရလေသည်တာမြတ်မှာငထူးဤစူးစားပုံကို သဘောကျကအတက်တရောတင်ပေ၏ငထူးရာ မင်းသာအเจ้าမနေလိုက်ရရင်တိတ်တော်တဲ့ကလေးဖြစ်တော့မှာပဲဟုတာမြတ်ကဆိုသည်ဝန်တော်ကြီး ကျွန်တော်ကိုခေါ်လာတော့ကတော့เจ้าထားပေးမယ်လို့ပြောတာပဲခင်ဗျာအခုတော့ကျွန်တော်ကလေးထိန်နေရတာပဲကိုတာမြတ်တင်ပေးလို့ကျွန်တော်စားတက်ရတာကိုတာမြတ်သာတင်မပေးရင်ကျွန်တော်စားတက်တော့မှာမဟုတ်ဘူးဟုဝန်နေစကားပြောရှာသည်ဟေးကွာဘယ်မှာပဲတင်တင်တက်တာလိုရင်းပဲငါလဲတိတ်တက်တာမဟုတ်ဘူးကွာခုနှစ်တန်းပဲအောင်ခဲ့တယ် ငါတက်တလောက်တော့မင်းကိုတင်းပေးမယ်အခြေခံရတဲ့အခါမင်းဟာမင်းစာအုပ်တွေဖတ်ရေးမှတ်လေ့ကျင့်ရင်ပိုးတက်ပြီးပိုးတိုးတက်လာပါလိမ့်မယ်ကွာကျွန်တော်စူးစမ်းပါမယ်ကျွန်တော်ပညာတက်ပြီးလူကြီးသူကြီးဖြစ်အောင်စူးစမ်းမယ်ကျွန်တော်ကြည့်လာရင်လေမွန်တော့ကြည့်လို့လူမျိုးဖြစ်စေရမယ်ဟိုငထူးကအားတက်တယောပြောလေရာตาမျက်မှောင်ဝမ်းသာ၍တွားဤမနီမဝေးမှနားထောင်နေသောဒေါ်တုတ်သည်လည်းตาအတွက်အားတက်ကား ထား၍ကကြင်စိတ်ပင်ပေါ်၍လာလေတော်သည်။နာစင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါရခင်ဗျာ။နောက်လာမယ့်အပိုင်းလေးကိုလည်းစောင့်မျှော်နာစင်ပေးကြပါအောင်ခင်ဗျာ။